န်ကုန်ကဖန်နေနေနဲ့ကျွန်တော်တွေ့တာနည်းနည်းလာခဲ့တယ်လာခဲ့တယ်ဆိုတော့ခုနပြောလို့ကျွန်တော်မန်လေးအခြေစိုက်ဆိုလေမန်လေးမှာပွဲရောပြီးတော့တင်တန်းလေးလောက်ထားတော့တင်တန်းတင်နေတာတော့နည်းမလာဖြစ်တာအဲ့တော့ဟို organizer ကတော့ခေါ်တယ်ခုနကကျွန်တော်အချိန်မပေးနိုင်လို့မလာဖြစ်တာရန်ကုန်ရောက်ရင်လည်းရန်ကုန်ကတကယ်ဖန်နေဟိုညီမလေးအကုန်လုံးကိုဟိုရောက်နေတယ်ဆိုတော့ကျွန်တော်တယောက်ချင်းစီလိုက်ပို့ဒီမှာရှိရောက်နေပြီနော်လိုက်ပို့ပြီးတော့လာကြရတယ်အဲ့လိုမျိုးပေါ့နော်တခြားနေပြီးတော့ရောက်နေနေပြီးတော့ဖန်ကိုပို့တယ်ဆိုတော့ကျွန်တော်ရောက်ရင်တော့ရောက်တယ်လို့ ်ဖန်နေနဲ့တော့ close ပြောင်းနေတယ်ကျွန်တော်ကဘာလို့မဆိုအတိုင်းပဲဘုမဲ့လည်းလည်းပဲရင်းနေပဲဒီလားဟိုဘယ်လိုပေါ့ပဲအဲ့လိုပဲနေတတ်တာဆိုတော့ကျွန်တော်နဲ့ခင်သွားပြီဆိုရင်ကျွန်တော်ဘသူ့ကိုမှဟိုသူကငါ့ရဲ့ fan မလို့သူကငါ့ရဲ့ပရိသတ်မလို့ဆိုပြီးအဲ့လိုမျိုးခွဲထားမျိုးမရှိဘူးဒီကောင်တော်မှတကယ်ချင်းလို့ပဲကျွန်တော်နေတာရန်ကုန်ပြောင်းရကြပြီအခုမှပြန်လာပြတ်တာဒါက ရန်ကုန်ကိုပြန်ပြီးလာတဲ့ comeback အနေဒုတိယပွဲပေါ့ဟုတ်အဲတောင်းဆိုများဆိုတော့ဟိုပေါ့ရန်ကုန်က fan တွေနေနေကျွန်တော်တွေ့တာနည်းနည်းလာခဲ့တယ်လာခဲ့တယ်ဆိုတော့ခုနပြောလို့ကျွန်တော် manly အခြေစိုက်ဆိုတော့ manly မှာပွဲရောပြီးတော့တင်းတန်းလေးလုပ်ထားတော့တင်းတန်းတင်နေတာတော့နည်းမလာဖြစ်တာအဲ့တော့ဟို organizer ကတော့ခေါ်တယ်ခုနကျွန်တော်အချိန်မပေးနိုင်လို့မလာဖြစ်တာအခုတော့ကျွန်တော်တခြားနေရပွဲလေးတွေစာချုပ်လေးတွေပြီးသွားတော့ရန်ကုန်ကိုလို့ပြော လာဖြစ်နေတာပေါ့ဟုတ်မနေ့ကတော့ကျွန်တော်ပွဲဖွင့်တယ်ပွဲဖွင့်ပြီးသွားပြီဆိုတော့ဟို night life က fan တွေတော့တွေ့ပြီးသွားပြီဆိုတော့တချို့ကျွန်တော်ဟိုအားပေးကြတဲ့ fan တွေကကြတော့ night life ကမဟုတ်ဘဲနဲ့ facebook ကနေ online ပေါ်ကနေဆိုတော့သူက club တောင်မရောက်ဘူးကြောင်ချိုးဆိုနေအဲ့တော့အော်ကျွန်တော် hotel မှာခေါ်တွေ့တာမျိုးအပြင်ပုံသွားစားရတာမျိုးတွေရှိတာဒီညညတော့ပြေဖို့ချိန်တာတွေဟုတ်အဲ့ဒါတော့ကျွန်တော်တို့ဘယ်မှရန်ကုန်ရောက်ရင်လည်းရန်ကုန်ကတကယ်အာဖန်နေဟိုညီမလေးအကုန်လုံးကို ရောက်နေတယ်ဆိုတဲ့အကြောင်းတယောက်ချင်းဒီလိုက်ပို့ဒီမှာရှိရောက်နေပြီเนาะလိုက်ပို့ပြီးသူကလာကြရတယ်လို့မျိုးပေါ့เนาะတခြားအနေပြီးတော့ရောက်နေနေပြီးတော့ fan တွေပို့တယ်ဆိုတော့ကျွန်တော်ရောက်ရင်တော့ရောက်တယ်လို့ fan တွေနဲ့တော့ close ပြောင်းနေတယ် mainly မှာလည်းလို့ပဲကျွန်တော်ကျွန်တော် fan တွေကိုအားလုံးကျွန်တော်ညီကောင်မောင်နှမလို့ပဲနေတာဆိုလေအကျော်နေကတော့အရင် close ဖြစ်တယ်အခုတော့ဟုတ်ပါ ကြောရန်ကုန်မန်လေးရလူတွေဆိုရင်မန်လေး group တော်တော်ရှိအဲဆိုကြောလည်းရန်ကုန်မှာတီးတက်နေတယောက်ချင်းကြာကျွန်တော် like ပြောအစုံမဲ့ group ထဲမှာပြောတဲ့ဟာလေးရှိရဲခါကြရင်လည်းတယောက်ချင်းတွေ့နေကြဟိုလာတွေ့နေကြဟို fan မြန်မာလေးဆိုတယောက်ချင်း like ပြောရင်အကိုဘယ်နေ့လာမဲဆိုတာ pom flyer ဆိုတော့ကျွန်တော်ပို့အဲ့လိုမျိုးစိတ်ရှိနေတော့ပို့တာပေါ့ဟုတ်သူကျွန်တော်ကဘယ်သူမှမဆိုတဲ့အတိုင်းပဲပုံမဲ့လည်းလည်းပဲရင်းနေပဲဒီလားဟိုဘယ်လိုပုံလဲအဲ့လိုပဲနေတတ်တာ ဆိုတော့ကျွန်တော်နဲ့ခင်သွားပြီဆိုရင်ကျွန်တော်ဘသူ့ကိုမှဟိုသူကငါရဲ့ fan မလို့သူကငါရဲ့ပရိသတ်မလို့ဆိုပြီးအဲ့လိုမျိုးခွဲထားမျိုးမရှိဘူးဒီကောင်မောင်တော့မှတကယ်ချင်းလို့ပဲကျွန်တော်နေတာဆိုတော့အကုန်လုံးနဲ့အဲ့လိုပဲဆိုတော့အရှိတယ်တချို့ကဆိုအဲ့လိုမျိုးဟိုကျွန်တော်လေးရိုက်ပါလားမလို့ဇလန်းလေးတွေရိုက်ပါလားဆိုတော့အဲသူတို့ပြောလို့ပဲကျွန်တော်ဒီအဲဒီအဲခုလက်တလုံးမှာလို့ commercial လေးနဲ့ရိုက်တာမျိုးတွေရှိတယ်ဒါတော့တော်တော်ပြောသေးဘူးဆိုတော့အဲ ထုတ်ပြကြရတယ်ရှိပါတယ်ဟုတ်သူတို့သူတို့သူတို့တိုက်တွန်းလို့ပေါ်ကြည့်ကြတာဟာကျွန်တော်ကျွန်တော်ဝန္ဒနာကျွန်တော်တချင်းဖွင့်တာ DJ လုပ်တာပေါ်ကြတာပါကျွန်တော်ကျွန်တော်ဝန္ဒနာပါဆိုတော့ဓာတ်ပုံရရမှလည်းဆိုရင်ပြင်းနေဆိုတော့အခါကျရင်အဲ့လိုဓာတ်ပုံသွားရိုက်တယ်ပါရင်တင်တယ်ဆိုတော့မတင်တာကြာနေလို့ဩတင်ပေးလိုက်ရအောင်ဆိုပြီးသွားရိုက်တာမျိုးရှိတယ်ကိုကိုရိုင်းကကျတော့လို့တိတ်ဝန္ဒနာမပါဘူးအဲ့ဒါကြောင့်လေတချင်းဖွင့်နေတချင်းဟိုတီးတယ်တချင်းနားထောင်နေအဲ့လောက်ပဲ music နဲ့ပတ်သက်တဲ့ဝန္ဒနာပါအဲ့လိုဟိုကင်မရာနဲ့အချက်တိတ်အလုပ်လုပ်ရတယ်ဆိုတော့တိတ်ဝန္ဒနာမပါဘူးရေဘက်စားမဟုတ်ဘူးလေရေဘက်စားလည်းမဟုတ်ပါဘူးဟိုဘယ်လိုပါမလဲ ကျွန်တော်ကကျွန်တော်အလုံးနဲ့ပဲကျွန်တော်ဒိုင်းစင်ပေါ်မှာအလုံးလုံးနေရဆိုချိုးကြတာရိုက်တင်တာဗာညာမျိုးလဲဆိုတိကြတာပေါ့ကျွန်တော်ကိုယ်တိုင်းကျွန်တော်ကျွန်တော်ရိုက်ပြီးတော့အဲ့လိုမျိုးဇလန်းရိုက်တာတွေပုံရိုက်တာတွေရှားတယ်မရှိဘူးလေအဲ့လိုမျိုးခါကြရအဲ့လိုဒါနောက်ကကျွန်တော်ရဲ့တပည့်လေးတွေကျွန်တော်ညီကိုတွေလိုက်ပြီးတော့လိုက်ရိုက်ပြီးသူတို့ကသူတို့တင်ပေးတာချိုးရတယ်ကျွန်တော်ကိုယ်တိုင်းတော့မတင်ဘူးအဲ့လိုမျိုး Facebook ဆိုလည်းကြည်တယ်ပြန်ပိတ်တယ်အဲ့လိုပဲဘာမှသိမတင်အောင်ဆိုတော့ခါကြရင်ညီညီကိုတွေကတင်အောင်တော့ဘာမှမတင်တာကြာနေပြီဆိုမှခေါ်အဲ့ရိုက်ပြီးတော့သူရိုက်တာမှသူလိုက်ရိုက်သူတို့ရိုက်သူတို့ကိုယ်တိုင်တင်ပေးတာ တိဘူးမေးပါဦးကိုကူကဘယ်မှတဘောမချဘူးဆိုတော့ကကြဘယ်လိုဖြစ်လဲဆိုတော့ပုံနေပါရိုက်ဒီလိုပဲပြန်ကိုကူပြန်မကြည့်ဘူးဘတော်မှမကြည့်ဆိုတော့အဲ့လိုမျိုးကြီးသွားမေးဖို့ကတော့ဝေးမမေးဘူးဟာဟိုနည်းနည်းရှိနည်းနည်းဆိုဝင်ရောင်ထားတာနည်းနည်းရှိအဲ့ဒါလည်းလို့ပဲအဲတငယ်ချင်းပေါ့နော်တငယ်ချင်းရဲ့ production လေးကနည်းနည်းလေးပါပဲအဲ့ဒီလေးမှာအဲ့တဲ့ guest နည်းနည်းလေးလုတ်ပေးဆိုလို့ဝင်ပြီးတော့ရိုက်ပေးတာမျိုးရောရှိတယ်ဒါပေမဲ့အကြီးမားကြီးတော့မဟုတ် မရှိဘူးကျွန်တော်လည်းကလန်းမှလည်းမဟုတ်ပါဘူးလူမကလည်းကလန်းတော့ပါဘူးကျွန်တော်ကျွန်တော်လည်းကျွန်တော်မလို့မလို့ဖြစ်တော့ပါဘူးကျွန်တော်ကျွန်တော်ခွန့်ပြောကျွန်တော်အញ្ញမသာမပါဘူးဒါပေမဲ့အဲခုနပြောသလိုဟိုတကယ်ညင်းလို့မရတဲ့ဟာမျိုးလေးဆိုရင်တော့လုတ်လုတ်ပေးလိုက်မယ်ဒါအဲ့လိုမျိုးလုတ်ထားလေးလည်းရှိတယ်ဒါလေးပေါ့အဲဒါပေမဲ့အဲ့ဒါကြီးကိုတော့ရောက်ချပြီးလုတ်သွားဖို့တော့မရှိဘူးဒီ music နဲ့ပတ်သက်ပြီးတော့လုတ်သွားဖို့ရှိတယ်အာအရင်ကဆိုကျွန်တော်တခြင်းပဲဖွင့်တာကျွန်တော် club တွေမှာပဲတွေ့ရတာခုနောက်ပိုင်းဆိုကျွန်တော်တခြင်းเนาะ join mashup တွေ remix တွေကိုကျွန်တော် social platform တွေအနေနဲ့ release လုပ်ဖို့လို့ရှိတယ်။ဟုတ်ကဲ့။အရင်ကကျတော့ကျွန်တော်တချင်းတင်းနဲ့တီးတော့တီးတယ်။ producer တော့မဟုတ်ဘူး။ producer လို့တော့ခံမခံယူထားဘူးကို music producer လို့တော့မခံယူထားဘူး။တချင်းတီးတယ်တီးတယ်။ဒီဘက်ကကိုယ့်ကိုယ်ပဲဖွင့်လာ။ clip ဒီဘက်ကိုယ့်ကိုယ်ပဲဖွင့်လာ။ဒါပေမဲ့နောက်ပိုင်းကျရင်တော့ခုနောက်ပိုင်းကျရင်တော့ SoundCloud တို့ Spotify တို့ YouTube တို့အနေနဲ့ကျွန်တော်တချင်းလေးတွေ release လုပ်ပြီးလို့ရှိတယ်။ဟုတ်။နောက်ပြီးဆိုကျွန်တော်ဒီဟာကိုပဲ social media ကိုရှိတယ်။ဒီကနေ့ဒီကနေ့ပတ်သက်ပြီးတွဲလို့ရရင်အများကြီးရှိတယ်။နော်။ကျွန်တော်တို့ဟို music production လောက်တာမျိုးတွေရတယ်ဒါကတော့ကျွန်တော်နဲ့တက်ဆိုင်နေရတယ်ဘောနော်ဥမာ commercial ရိုက်တာမျိုးတွေ zealand ရိုက်တာမျိုးတွေ vlog ရိုက်တာမျိုးတွေဒါမျိုးတွေတော်လို့ရတယ်အဲ့ကျွန်တော်တော့အဲ့အရာတွေကိုခုကိုယ်တိုင်းဆရာမထက်တန်ဘူးကျွန်တော်စီဒီမှာသရှင်းဖွဲ့မယ်ဝေးမှာသရှင်းဖွဲ့မယ်အဲဖြောပြမယ်ဒီလောက် entertain လုပ်မယ်အဲ့လောက်ပဲအဲ့ဒီ camera နဲ့လှုပ်လှရတဲ့လုပ်တွေအလုပ်မျိုးတွေဆိုကျွန်တော်အဲ့မလုပ်ဖြစ်ဘူးအဲ့ကြောင့်မလို့ခုကိုယ်တိုင်းလည်းတိတ်ဝါသနာမကြီးရတယ်ပေါ့ဘောနော်ဒီ music နဲ့ပဲပတ်သက်ပြီးတော့လုပ်ဖြစ်ပါမယ်ဟုတ်အဲ့အများကြီးပဲလေဟုတ်အများကြီးရှိတယ်ဟုတ်ဟိုအဆူရောအနေနဲ့လည်းရှိတယ် ရုပ်ဆောင်နေနဲ့လည်းရှိတယ်မော်ဒန်နေနဲ့လည်းရှိတယ်အဲ music producer တွေလည်းရှိတယ် DJ လည်းအများကြီးရှိတယ်ဒါကတော့အားလုံးကြီးပါကတော့ကျွန်တော်လေ့လာနေရတယ်အားလုံးတော့ကြိုက်ပါတယ်ရှိတယ်အဲ့ဒါကလေဟို DJ နဲ့ဆိုလည်းအဲ့လိုပဲလေကိုတက်အကြီး senior DJ တွေဆိုရင်ဟိုပုံမှန်ဆိုရင်ကျွန်တော်ကပွဲဖွင့်ပြီးရင်ကျွန်တော်တန်းပြန်တယ်ဟိုကျွန်တော်တို့ကြည့်ရမယ့်ဟို senior DJ တွေတကယ်ကိုပေါ့နော်တိတိကျကျ DJ ပါတယ်ဆိုရင်ကျွန်တော်ကမပြောင်းမနေနေပြီးတော့ တို့စီကနေယူတယ်ခါကျလည်းမသိရရှိလဲကိုယ်ရင်တော့မေးတယ်ချက်ပေါ့အဲ့လိုမျိုးတော့တော့ရှောက်ကတော့ကျွန်တော်တို့စီးပူးနေရတာပါပဲဟုတ်ပေါ့အဲ့လိုမျိုးတော့ရှိတယ်ချို့ဆိုလည်းဟိုဒီကြီးအများများလာများလာတော့ကျွန်တော်အဲ့လိုဒီကြီးလွဲပါတယ်ပေါ့တော့ဘယ်သူမှပြပြလုံနိုင်နေရတယ်တကယ်တမ်းအော်ကမဒီကြီးကဖွင့်တတ်ဖို့ကလွယ်တယ်ဆက်ကလုံးပြထားလိုက်ဒါဒီတနေ့လူသားလူတိုင်းလုပ်တယ်အဓိကအမှုပညာဆန်ဆန်လူလူကိုယ့်ရဲ့ music နဲ့ DJ set နဲ့ပေါင်းပြီးလူရဲ့စိတ်ခံစားချက်ကိုဆွဲဆောင်နိုင်လားเนาะလူဘယ်လောက်ထိ ဟိုစီးမျောအောင် entertain လုပ်နိုင်မလဲဒါပုံမှာမူတည်တာဒါဟာဒီတက်မှ DJ အစစ်လို့တတ်မှတ်လို့ရဆက်ကိုလက်ပူတိုက်ပြီးတော့တင်ပြီးတော့အတန်မီအောင်ဖွင့်လိုက်ရုံနဲ့တော့ DJ လို့ပြောလို့မရဘူးအဲ့တော့ပြောချင်တာဒီဟိုဒီဘောက်တော့ဖြစ်လာတဲ့ပုံမှာတော့အဲ့ဒါမျိုးလေးတော့ရှိတယ်ရှိတယ်ဆိုတာဟိုအထင်ရွေးလာကြတော့မင်းတို့လွယ်လွယ်လေးပါဟိုလူတိုင်းလုတ်တက်နေပါခက်လို့လေဒါမျိုးတွေတော့ရှိတယ်အဲ့လိုအဲ့လိုမျိုးဟိုအမြင်ဆောင်တာလေးမျိုးရှိကြတာပေါ့ ဂျီနက်ဂျီနက်ပါတယ်ဒါပေမဲ့အားရောမရအားမရသေးဘူးဂျီနက်တယ်အားမရသေးဘူးအဲ့လိုပြောဂျီနက်တယ်ဆိုတာဒါခုနကကိုရှောက်ခဲ့တဲ့လမ်းနေရာတစ်ခုရောက်လာပြီအဲပြီးတော့အဆင်ပြေနေဂျီနက်တယ်ဒါပေမဲ့အားရလဲဆိုအားမရသေးလုံချင်တာကြီးအများကြီးဆိုလို့လေအဲလောဘအဲ့လိုရှိတာပေါ့ကြောက်လို့ထိုင်းလဲဆိုကျွန်တော်အရင်ကြီးကျွန်တော်စီးပွားရေးမဆန်ဘူးဟိုလာခေါ်တိုင်းလဲဟိုအပစံရတာပဲဆိုမလားတော့ဖွင့်မယ်ဆိုမျိုးလို့ရှိမလုပ်ဘူးဘာလို့ဆိုတော့ဂျီနက်ပိုင်းကိုတော့မလုပ်သေးအဲကြောင့်မလို့ကျွန်တော်ကပွဲတွေမှာတိတ်မတွေ့ရတော့အရင်တော့ဆိုရင် မော်လမြိုင်ခေါ်ရမလားချက်ချင်းတန်းသွားတာမန်လေးရတယ်မော်လမြိုင်ချက်ချင်းတန်းသွားတာဆိုနောက်ပိုင်းကျတော့ကိုကိုရိုင်ကဓာကြီးကိုဩဘလိုဘလိုခေါ်မလဲကိုဖင့်ကျင်တဲ့ music ကိုကိုကစိတ်မပါတော့တဲ့အချိန်မျိုးတွေဖြစ်လာတတ်သေးတယ်။ဘယံကြီးငွေလာတဲ့အချိန်အဲ့ဒါမျိုးကျွန်တော်နားပလိုက်တာ။နားဖြစ်ပြီးမှကိုတကယ်ကိုဒီဟာကိုချပြချင်တဲ့ဟာမျိုးအဲ့ချိန်ညာလာခေါ်တဲ့ဘွယ်နဲ့တိုက်ဆိုင်တဲ့ဟာမျိုးဆိုတော့ပါကျွန်တော်လိုက်တော့နောက်ပိုင်းကျတော့လေအဲ့ကြောင့်မျိုးကျွန်တော်ပါတော့တာလေပါ။ဒီနောက်ပိုင်းတော့ကျွန်တော်အဲ့လိုမျိုးဟိုဘလိုခေါ်မလဲ။အရန်ကြီးလည်းအများကြီးမဟုတ်ဘဲနဲ့မပြောက်သွားအောင် အဆက်တွေမပြတ်သွားတော့နောက်လျှောက်တော့ကျွန်တော်ဆက်ပြီးတော့ brand နေပါမှာဟုတ်ကျွန်တော်တို့ပွဲအများကြီးမစင်းတာတော့မှာဆံမရော့ပါဘူးနော်တိုးလာတာပဲရှိတယ်အဲ့ဒါအဲ့ဒါကျွန်တော်ခုနပြောသလို fan အနေနဲ့ကျွန်တော်ဟိုကျွန်တော်တချို့ fan တွေကကြတော့နိုင်လိုက်ဖရမဟုတ်ဒီတိုင်း social ကနေပဲကျွန်တော်ချစ်ပြီးအားပေးနေကြတာလေဆိုတော့ကျွန်တော်ပုံလေးတင်ပေးတာမျိုးပါမယ်အဲ့လိုစင်ရရအဲ့လိုမျိုးဆိုတော့ရန်ကြီးတို့တို့နဲ့ကတော့ပွဲမဖွင့်လေ discount တော့ဖြစ်မသွားဟုတ်ရန်ကုန်ကိုနောက်ထပ်နောက်လာတဲ့လအစောပိုင်းလဲမှာတစ်ခေါက်ပြန်လာမယ် ပြီးရင်မန်းလေးမှာတော့ပွဲလေးတောက်လျှောက်ရှိတယ်။ပြီးလို့ရှိရင်ခုနက commercial လေးရှိမယ်။ပြီးရင်တင်တန်းလေးတင်နေတယ်။ကျွန်တော် chromatics chromatic dj class တွေကျွန်တော် class လေးဖွင့်ထားတယ်။အဲ့ဒါတော့အခု John လ9ရက်နေ့မှာ batch 5ပေါ့နော်။တင်တဲ့ MSN 5 5ခုမြောက်တင်တဲ့ MSN 5စောက်ဖွင့်မယ်။အဲ့ဒါလေးတော့ကိုရှိတယ်။အဲပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်။ဟိုနောက်ပိုင်းကျရင်ကျွန်တော် manager ရဲ့ vlog လေးရိုက်ပေးပါရိုက်ပေါ့အဲ့လိုမျိုးလေးပေါ့လုပ်ဖို့တော့ရှိတယ်ဟုတ်